မင်္ဂလာပါခင်ဗျာ Revolute Burma News Channel ကနေပြီးတော့ February 28ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့အကြမ်းဖက်စစ်ကောင်စီကငွေကျပ်ဘီလီယံပေါင်းများစွာကိုရိုက်ထုတ်ရန်မလိုအပ်တော့တဲ့ Digital ငွေပေးချေမှု Myanmar QR MNQR စနစ်ကိုစတင်အသုံးပြုပြီးတော့ ဘတ်ဂျက်လုံငွေပြမှုစစ်ကောင်စီလက်အောက်ခံဝန်ထမ်းများရဲ့လစာအပါဝင်နိုင်ငံတော်ရဲ့ project များရဲ့အသုံးစရိတ်များအထိပါအဲ့ဒီစနစ်ကိုအသုံးပြုသွားမှာဖြစ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မြန်မာ QR MMQR စနစ်ကို NLD အစိုးရလက်ထက်ကစတင်ရန်ပြင်ဆင်ခဲ့ခြင်းဖြစ်တော်လဲအကြမ်းဖက်စစ်ကောင်စီက2024ခုနှစ်ဇွန်လအတွင်းမှာချက်ချင်းအကောင့်ထဲဖော်ရန်တုံးအားပေးခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက်မှာတော့မနေ့က February 28ရက်နေ့မှာ မင်းအွန်လိုင်းကိုတိုင်မြန်မာ QR MMQR စနစ်ကိုစတင်ဖွင့်လှစ်လိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။2024ခုနှစ်ဇွန်လ10ရက်နေ့မှာစစ်ကောင်စီကငွေကြေးဖောင်းပွားမှုနဲ့ငွေကြက်ဘီလီယံပေါင်းများစွာရိုက်ထုတ်ခြင်းကနေရှောင်ရှားနိုင်ရန်ပြည်သူများ digital ငွေကြေးနဲ့ digital ငွေပေးချေမှုများကိုအသုံးပြုရန်ဘဟုပံကအမိန့်တရထုတ်ပြန်ခဲ့တယ်လို့သိရပါတယ်။မြန်မာ QR စနစ်မှာဝင်ကြီးဌာနနဲ့အများပြည်သူများ digital ငွေပေးငွေယူမှုများအတွက်အသုံးပြုနိုင်ရေးအတွက်ပမာဏကြီးမားတဲ့ငွေပေးချေမှုများအတွက် CBM Next System RTGX စနစ်ပမာဏသိငယ်တဲ့ငွေပေးချေမှုများအတွက် CBM System ACH စနစ် QR အသုံးပြုငွေပေးချေမှုများအတွက် Digital Payment Switch နဲ့အသုံးပြုနိုင်ခြင်းဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီဘဟုပန်းရဲ့ Digital ငွေပေးချေမှုဆိုင်ရာသတ်မှတ်ချက်များအနေနဲ့၁လူပုဂ္ဂိုလ်အချင်းချင်းငွေပေးချေခြင်းကိုလုပ်ငန်းဆောင်ရွက်မှုကိုတစ်ချိန်ကိုငွေကျပ်၁၀သိန်းနှုန်းနဲ့တစ်ရက်ကိုငွေကျပ်၃၅၀နှစ် လူပုဂ္ဂိုလ်ကနေရောင်းချသူများကိုငွေပေးချေခြင်းဆောင်ရွက်ရမှာရွှေဆိုင်များ electronic အယောင်းဆိုင်များစောက်လုပ်ရေးပစ္စည်းအယောင်းဆိုင်များကျန်းမာရေးစောင့်ရှောက်မှုစင်တာများအပါအဝင်အုပ်စုအတွက်လုပ်ငန်းဆောင်ရွက်မှုကိုပမာဏအားဖြင့်တစ်နေ့ကိုအများဆုံးငွေကျပ်သိန်း100 3မိုဘိုင်းငွေကြေးစည်းရဲ့အမြင့်ဆုံးလက်ကျပ်ပမာဏကိုငွေကျပ်သိန်း100အထိသာထားရန်နဲ့ကျပ်သိန်း100ကျော်ပါကဘဏ်စည်းရဲနဲ့ချိတ်ဆက်ပြီးတော့နေ့စဉ်ဘဏ်ငွေစည်းရဲကိုပြောင်းရွှေ့ရန်၄ကျပ်သိန်း100အထိလူပုဂ္ဂိုလ်အချင်းချင်း ငွေပေးချေခြင်းနဲ့အစိုးရငွေပေးချေမှုများအတွက် mobile banking အသုံးပြုဆောင်ရွက်ခြင်းကို CBM Net ACH Function နဲ့ချိတ်ဆက်ဆောင်ရွက်ရန်ငါကျပ်သိမ်းတရားနဲ့အထက်ပေးချေမှုများအတွက် CBM Net System B2B Function နဲ့ဆောင်ရွက်ရန်6ဘဏ်နဲ့ဆက်သွယ်ဆောင်ရွက်လိုသူများက CBM Net ACH Function ကို24နာရီအမြဲတမ်းအသုံးပြုနိုင်ရန်အတွက် Debit Card ACH allocation မှာလုံလောက်တဲ့ငွေပမာဏတွေကိုရွှေ့ပြောင်းထားရန်ခနဲ့စားသုံးသူ wallet ကိုအသုံးပြုပြီးတော့ကုန်တယ်ကဲ့သို့သော ရောင်းဝယ်မှုများဆောင်ရွက်ခြင်းလူပုဂ္ဂိုလ်ပေးချေမှုကိုအသုံးပြုပြီးတော့ကုန်ပစ္စည်းများဝယ်ယူခြင်းရောင်းချခြင်းများမပြုနိုင်စေရေးအတွက်စနစ်တကျစီစစ်ဆောင်ရွက်ရန်ငွေပေးချေမှုများမှာအကြောင်းအရာဖော်ပြရန်နဲ့လုပ်ငန်းဆောင်ရွက်မှုအချိန်အရအတွက်ကိုလည်းကန့်သတ်ဆောင်ရွက်ရန်၈မားချက်များအတွက် မှတ်ပုံတရားမှာအချက်လက်မှန်ကန်မှုရှိစေရင်တရားစီစစ်ရန်အမှန်တကယ်မချန့်ဖြစ်ကြောင်းဘဏ်နဲ့မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများကအာမခံချက်ပေးရန်တို့ကိုလည်းသတ်မှတ်ထားတယ်လို့သိရပါတယ်။စစ်ကောင်စီရဲ့ဗဟိုဘဏ်ကသတ်မှတ်ချက်များကိုမလိုက်နာပါကငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေပုံမှတင့်ငားလေးအရာစီမံခန့်ခွဲရေးနီလန်းအရာအရေးယူဆောင်ရွက်သွားရန်ညွှန်ကြားထားပါတယ်။အကြမ်းဖက်စစ်ကောင်စီကလက်ရှိအထုံးပြနေတဲ့ငွေရေးကြေးရေးကဏ္ဍကို Digital ငွေကြေးအဖြစ်နဲ့ပြောင်းလဲအထုံးပြရဲ့စီစဉ်ခြင်းမှာ ကြက်ငွေဘီလီယံနဲ့ချိန်ပြီးတော့ရိုက်နှိပ်ရခြင်းကနေရှောင်ရှားရန်အဓိကဖြစ်ပြီးတော့ digital ငွေရေးကြေးရေးအတွက်အာမခံချက်မရှိဘူးလို့သိရပါတယ်နိုင်ငံတကာလိုမျိုး digital ငွေရေးကြေးနဲ့စီးပွားရေးကဏ္ဍတစ်ခုလုံးကိုချိတ်ဆက်ထားခြင်းမရှိဘဲချက်ချင်းကိုလက်ပူတိုက်ပြီးကြက်ငွေဘီလီယံနဲ့ချိန်ရိုက်ထုတ်ရခြင်းကနေရှောင်ရှားရန်လှုံ့ဆော်လာခြင်းဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီရဲ့ဗဟိုဗန်ဥက္ကဋ္ဌတန်တန်းဆွေကမြန်မာနိုင်ငံရဲ့ငွေပေးချေမှုစနစ်ကိုပြည်သူများအားလုံးအလုံးစုံပါဝင်လာနိုင်ရေး နိုင်ငံအတွင်းမှာငွေသားကင်တွယ်သုံးစွဲမှုချော့ချနိုင်ပြီးတော့ digital ငွေပေးချေမှုများကိုတွုံးမြင့်သုံးစွဲနိုင်ရန်နိုင်ငံရဲ့ကုန်သွယ်မှုရင်းနှီးမြှုပ်နှံမှုခရီးသွားလုပ်ငန်းနဲ့ပြည်ပငွေလွှဲဆိုင်ရာကိစ္စရပ်များကိုအဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရန်အသုံးပြုမှာဖြစ်တယ်လို့ထုတ်ပြန်ပြောဆိုထားပါတယ်။မြန်မာ QR MMQR ကိုအစိုးရထံကိုအခွန်အခမီတာကာများပေးဆောင်ခြင်းခရီးသွားလုပ်ငန်းများနိုင်ငံဝန်ထမ်းများ၏လစာများပေးခြင်းပင်စင်ထုတ်ပေးခြင်းအသေးစားစီးပွားရေးလုပ်ငန်းများ73စီအယောင်းဆိုင်များပုဂ္ဂလိကဈေးရုံများ ကျောင်းများနဲ့လူသုံးကိုပြည်စည်းများရောင်းချခြင်းအစရှိတဲ့စီးပွားရေးလုပ်ငန်းဆုံဆုံလင်းလင်းနေမှာအတုံးပြုံမှာဖြစ်တယ်လို့စစ်ကောင်စီကထုတ်ပြန်ကြေညာထားပါတယ်။ဒါအပြင်အကြမ်းဖက်စစ်ကောင်စီက2024ခုနှစ်ဩဂတ်လအတွင်းမှာဝင်ကြီးဌာန34ခုရန်ကုန်မန္တလေးနဲ့နေပြည်တော်မှာရှိတဲ့ဝန်ထမ်းများကို digital ငွေကြေးနဲ့လာစဉ်လာစားပေးရန်တတ်မှတ်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးငွေပေးချေမှုအတွက် public ကဗန်များနဲ့စစ်တပ်ကြောထောက်နောက်ခံပြုတ်ထားတဲ့ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကို လုတ်ပိုင်ခွေနေခြားထားပေးခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီကကြံ့ငွေများကိုရိုက်ထုတ်ပေးနေရမှုများကိုရှော့ရှာရန်ငွေကြေးဖောင်းပွားမှုများကိုကာကွယ်ရန် အမျိုးသား digital ငွေပေးချေမှုစနစ်မဟာဗျူဟာကိုအကောင့်ထည့်ဖို့ဆောင်ရွက်ရန်အတွား digital ငွေပေးချေမှုကိုပထမဦးဆုံးသော pilot project အဖြစ်နဲ့နေပြည်တော်အတွင်းမှာရှိတဲ့ဝန်ကြီးဌာနအဖွဲ့အစည်းများကဝန်ထမ်းများကို digital ငွေကြေးနဲ့လစာပေးခဲ့ရာအဆင်ပြေခဲ့တယ်လို့ပြောဆိုထားပါတယ်။2023ခုနှစ်မေလကစတင်ပြီးတော့ဝန်ကြီးဌာန34ခုကဝန်ထမ်းများကို digital ငွေကြေးနဲ့ပေးချေပြီးတော့ရန်ကုန်မန္တလေးမှာရှိတဲ့ဝန်ထမ်းများကို digital ငွေကြေးနဲ့ပဲဝန်ထမ်းလစာများကိုပေးချေခဲ့တယ်လို့သိရပါတယ်။ လာခဲ့ digital ငွေကြေးနဲ့ငွေကျပ်ပေါင်း6ဘီလီယံကျော်ဆောင်ရွက်ခဲ့တယ်လို့သိရပါဗျ။ရန်ကုန်မန္တလေးနေပြည်တော်အတွင်းမှာရှိတဲ့ဝန်ထမ်းများအားလုံးကို digital ငွေကြေးနဲ့လာစာပေးချေခဲ့ပြီးတော့အခုလိုမျိုးပေးချေရန်အတွက်လဲသက်ဆိုင်ရာ public ဘဏ်များစစ်တပ်ကြောထောက်နောက်ခံပေးထားတဲ့ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကိုလုပ်ပိုင်ခွင့်ပေးခဲ့တယ်လို့သိရပါဗျ။ဒါ့အပြင်တနိုင်ငံလုံးမှာငွေထုတ်ဆက် ATM ဆက်များကိုလည်းတုံးမြင့်တက်ဆင်လျက်ရှိပြီးတော့ရန်ကုန်မှာ ATM ဆက်1908လုံးမန္တလေးမှာ ATM ဆက် 989လုံးနဲ့နေပြည်တော်မှာ ATM ဆက်332လုံးတို့ကိုထပ်မံတိုးမြှင့်တက်ဆင်ခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီရဲ့ဝန်ထမ်းများအတွား Digital ငွေကြေးနဲ့ငွေပေးချေမှုလုပ်ပိုင်ခွင့်ရရှိထားတဲ့ဒူရီတဲမှာစစ်ကောင်စီရဲ့ယုံအတွားမြမစီးပွားရေးဘဏ်က၎င်းအစိုးရအဖွဲ့ယုံအတွားမြမစီးပွားရေးဘဏ် KBZ ဘဏ်နဲ့ UAB ဘဏ်တို့က၎င်းပြည်ထောင်စုလွှတ်တော်ယုံအတွာမြမစီးပွားရေးဘဏ်နဲ့ KBZ ဘဏ်က၎င်းပြည်သူလွှတ်တော်ယုံအတွာမြမစီးပွားရေးဘဏ် KBZ ဘဏ်နဲ့ CB ဘဏ်က၎င်းအမျိုးသားလွှတ်တော်ယုံအတွာမြမစီးပွားရေးဘဏ် AAWD ဘဏ်နဲ့ CB ဘဏ်က၎င်းပြည်ထောင်စုတရားလွှတ်တော်ချုပ်အတွာမြမစီးပွားရေးဘဏ် KBZ ဘဏ်နဲ့ CB ဘဏ်တို့က၎င်းအသီးသီးလုံပိုင်ခွင့်ရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်မြဝတီဘဏ်အင်းဝဘဏ်အာရှစိမ့်လမ်းမှုဖွံ့ဖြိုးရေးဘဏ်ရွှေဘဏ်မြမရှေ့ဆောင်ဘဏ် အေအော်ဒီတောင်သူလေသမားများဖွံ့ဖြိုးရေးဘဏ်မြန်မာနိုင်ငံသားများဘဏ်ဇီဂိုပေးကမ္ပဏီဇီဂိုမန်နီဒီဂျစ်တယ်မန်နီမြန်မာဝေ့ဗ်မန်နီယူနီဗာဆယ်ပေးယူနီပေးနေချာလင့်ပေးကမ္ပဏီထရော့စတီအီကိုမင်းစ်အင်တာနက်ဝေါ်လက်မြန်မာကမ္ပဏီ OK ဒေါ်လာတို့ကလည်းဝန်ကြီးဌာနများနဲ့ပြည်နိုင်တဲ့အတိုင်းအလိုက်ဒီဂျစ်တယ်ငွေကြေးနဲ့လစာပေးချေမှု project များကိုရရှိခဲ့ကြကြောင်းသတင်းရရှိပါရခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းစကိုင်းမြို့ကနေမုံရွာမြို့ကိုအင်စည်းကနေပြန်လာတဲ့စကိုင်းတိုင်းစစ်တိုင်းမှုဘုံမှုချုပ်မြုံမင်းထွေးလိုက်ပါလာတဲ့ကားတန်းဟာမိုင်းဆွဲတိုက်ခိုက်ခံရပြီးတော့စစ်သား၃ဦးအပြင်းထန်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ25ရက်နေ့မနက်9:15မိနစ်ကမုံရွာမြို့နယ်မုံရွာ6ဦးလမ်းပိုင်းတန်နေရာမှာ စကိုင်းမြို့တမ33ကနေမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုအင်းစည်းကား၅စီးနဲ့ပြန်လာတဲ့စကိုင်းတိုင်းစစ်တိုင်းမှုနဲ့အဖွဲ့ကိုဗရိတန်ပိုင်း၃လုံးနဲ့မိုင်းဆွဲတက်ခါရာတတိယမြောက်ကားကိုတိတိကျကျထိမှန်ခဲ့ပြီးတော့ကားပေါ်မှာပါလာတဲ့စစ်သား၃အပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်တိုင်းမှုကဒုတိယမြောက်ကားမှာပါလာတာဆိုတော့တိုင်းမှုဒဏ်ရာရတယ်လို့တော့မကြားမိဘူးဖြစ်တာကတော့တတိယမြောက်ကားကို တဲ့တဲ့ထိမအောင်ဆွဲနိုင်ခဲ့တယ်။ကားကိုထိပြီးတော့ကျွန်တော်တို့ဘက်ကခြုံခိုတိုက်ခိုက်မှာကိုစိုးရိမ်နေတဲ့အတွက်စွမ်းရည်စီဆိုင်အထိကိုမောင်းပြေးသွားတာအဲ့ဒီရောက်တော့မှရက်တယ်။နောက်ဆက်တွဲသတင်းအနေနဲ့ကတော့စစ်ကောင်စီဘက်ကစစ်သား၃ဦးအပြင်းထန်ဒဏ်ရာရတယ်လို့ပဲသတင်းရထားတယ်။စစ်ကောင်စီအထိုင်ချထားတဲ့နိုင်ရည်ကန်ဘက်ကနေလက်နက်ကြီးတွေနဲ့လှမ်းထုတာမျိုးတွေရှိတယ်လို့ Royal Tiger Force ပျောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်။၎င်းတိုက်ခိုက်မှုကို Royal Tiger Force ပျောက်ကြားတပ်ဖွဲ့မုံရွာခရိုင်အမှတ်7တိုင်ရင်တပ်ခွဲ၃လျှက်စစ်တပ်ခွဲနဲ့ຫນွေဦး Brothers Column ຫນွေဦးညီကိုများစစ်ကြောင်းတို့ကပူးပေါင်း ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ2024ခုနှစ်ဒီဇင်ဘာလမှာအနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုဖြစ်လာတဲ့ဗိုလ်မှူးချုပ်မျိုးမင်းထွေးဟာ2024ခုနှစ်ဩဂတ်လအတွင်း MNDAA ကလာရှိုးနဲ့ရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရမခါကိုတိမ့်ပိုက်တဲ့အချိန်ကစစ်တုံးမှန်းအဖြစ်နဲ့စကခတစ်မှုရာဒူးနဲ့ဖမ်းဆီးခံခဲ့ရသူလည်းဖြစ်ကြောင်းတင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းဒေါ်မုံမြို့နယ်ကြီးစုရက်ကွက်မှာစစ်မှုတိုင်းစီရင်ပြုစုရေးသကောင်စီမိတ်တူများကိုလိုက်လံကောက်ခံနေတဲ့ရက်ကွက်အုပ်ချုပ်ရေးမှုနယ်အဖွဲ့ကိုတက်စီလောင်းပြီးတော့မိရှုတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်အတွင်းမှာမိလောင်တန်းရရရှိခဲ့တဲ့ရာအိမ်မှုကိုနှခမ်းမွေးဟာစစ်ကူတောင်မှုခံယူနေတဲ့အချိန်မှာတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ26ရက်နေ့မနက်ပိုင်းမှာမိလောင်တန်းရများနဲ့ဆေးရုံတက်နေတဲ့ရာအိမ်မှုကိုနှခမ်းမွေးမှာပိုးဝင်ပြီးတော့ပြင်းပြင်းထန်ထန်ဖျားကတေဆုံးသွားပြီလို့သိရပါဗျ။ ကျေးဇူးရက်ကွက်ကဓာတ်စီလောင်းပြီးတော့မီးရှို့ခံရတဲ့စစ်မှုထမ်းရန်စရဲနေလိုက်ကောက်နေတဲ့ယာအိမ်မှုကိုနှခမ်းမွေးမီးလောင်ဒဏ်ရာတွေနဲ့သေပါပြီ26ရက်နေ့မနက်ပိုင်းကစေအုံမှာသေတာအခုနာရေးလုံနေပြီလို့ဒေသခံပြည်သူတို့ကပြန်လည်ပြောပြထားပါတယ်ဖေဖော်ဝါရီလ12ရက်နေ့မှာကျေးဇူးရက်ကွက်ဓမ္မရိတ်တာလမ်းတွယ်မှာယာအိမ်မှုစေအိမ်မှုအမျိုးသမီးနဲ့အမျိုးသမီးငယ်တအုပ်တို့ဟာစစ်မှုထမ်းစရဲများပြုစုရန်၎င်းစရဲမိတ်သူများကိုလိုက်လံကောက်ခံနေတဲ့အချိန် အင်ရှင်ကဓာတ်စီနဲ့ပတ်ပြီးတော့မီးရှို့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုမျိုးမီးရှို့မှုကြောင့်ယာယီမှုနဲ့ဆယ်အိမ်မှုအမျိုးသမီးတို့ဟာနေရာအနှံ့အပြားမှာမီးလောင်တန်းအားများရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းတဲကုန်းမြို့ပေါ်တဲသီးတော်ရက်ကွက်ဆရာတက်တင်တစ်လမ်းမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်ဆေးရေးဂိတ်ကိုဝင်းရောက်တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်သား၄ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ29ရက်နေ့မနက်7:00နာရီအချိန်မှာအကြမ်းဖက်စစ်တပ်ရဲ့စစ်ဆေးရေးဂိတ်ကိုဝင်းရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့တိုက်ပွဲ10မိနစ်ခန့်ဖြစ်ပွားခဲ့ကာ အကြမ်းဖက်စစ်သားတွေဟာနေရာမှာတင်ပွဲချင်းပြီးတိတ်ဆုံသွားတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုပြည်ခံပြည်သူကာကွယ်တပ်မတော်3631 PPDF တပ်ရင်းတပ်ခွဲ3နဲ့တပ်ခွဲ9ကရဲဘော်များကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ကျွန်တော်တို့ဝင်ပြီးတော့ပြစ်ကလေးကရဲဘော်6ဦးတည်းနဲ့ဝင်ပြီးတော့ပြစ်တာတိုက်ခိုက်ခဲ့တာပါ။အခုဝင်ပြတဲ့နေရာကရဲစခန်းနဲ့နီးနီးလေးပါ။စစ်ခွေးတွေကဘန်ဂါတွေကနေကျွန်တော်တို့ကိုပြန်ပြစ်နေလို့လက်နက်တောင်မကောက်ခဲ့ရဘူး။မသိဘဲနဲ့ကြံတဲ့စစ်ခွေးတွေကလည်း တေသွားတဲ့ကောင်းလေးစီကလက်နဲ့တွေပါယူပြီးတော့လိုက်ပြစ်နေသေးတယ်။ကျွန်တော်တို့ရဲ့ရဲဘော်တွေအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့363တက်ရင်စစ်ထောက်လမ်းရင်းနဲ့တရင်နဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကပြောပြထားပါဗျ။ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့စစ်ရဲအရှိန်မြင့်တင်လာပြီးဖြစ်တဲ့အတွက်ပြည်သူများအကြမ်းဖက်စစ်သားများနဲ့အတူတူကနေထိုင်ခြင်းလမ်းပြပေးခြင်းကားဆိုင်ကယ်များငှားရမ်းခြင်းများကိုမပြုလုပ်ကြရန် PKN ပြည်သူ့ကာကွယ်ရေးတပ်မတော်363တက် PPDF ကအတိပေးနှိုးဆော်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရွှေဘုံမြို့နယ်နမဆာရဲ့ရွာကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်စီးနင်းပြီးတော့အရသာပြည်သူဦးအောင်စိုးနဲ့အသက်60အရွယ်အဖွားနွဲ့ချီတို့ကိုတပ်ဖြတ်ကနေအိမ်အလုံးတရာခန့်ကိုလည်းမိရှုဖြတ်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဖေဖော်ဝါရီလ28ရက်နေ့မနက်ပိုင်းမှာရွှေဘုံမြို့နယ်နမဆာရဲ့ရွာကို ဇီရူကုံရွာကအကြမ်းဖက်စစ်သားများနဲ့ပြူစော်တိများကအင်အား60ခန်းနဲ့ဝင်ရောက်စီးနှင်းခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးခြေရွာကိုဝင်ရောက်စီးနှင်းပြီးတဲ့နောက်ခြေရွာအတွင်းမှာရှိတဲ့နေအိမ်အတွင်းမှာပုံအောင်နေတဲ့အသက်50အရွယ်ဦးအောင်စိုးကိုစစ်ကောင်စီတပ်သားများကဖမ်းဆီးလေလီတပ်ဖြတ်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်နေအိမ်အတွင်းကနေပြီးတော့ထွက်ပြေးနိုင်ခြင်းမရှိတဲ့အသက်60အရွယ်အဖွားနွဲ့ချီကိုလည်းမိရှုတပ်ဖြတ်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင် ကျေးရွာအတွင်းမှာရှိတဲ့ပြည်သူပိုင်းနေအိမ်များကိုလည်းမိရှုဖျက်ဆီးခဲ့ပြီးတော့နေအိမ်အလုံးတရာကပြာချသွားခဲ့ရတယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့ကျေးရွာအတွင်းမှာရှိတဲ့ပြည်သူပိုင်းနေအိမ်များအားလုံးကိုမှွေနောက်ရှာဖွေပြီးတံမိုးကြီးတဲ့ပစ္စည်းများကိုထော်လာကြီးများနဲ့ ခိုးယူလူရဲတင်းဆောင်သွားတယ်လို့သိရပါဗျ။ဈေးမြုံကုန်းရွာမှာတက်ဆွဲထားတဲ့စစ်ခွေးနဲ့ပြူစောတိတွေအင်အား60လောက်ကနှမစားရဲ့ကြေးရွာကိုစစ်ကြောင်းထုတ်ဝင်အောင်စီးနှင်းပြီးတော့လူသက်မိရှုပ်သွားတာပါ။နေအိမ်ထဲကမထနိုင်တဲ့လေပြတ်နေတဲ့အသက်60အရွယ်အဖွားနှဲ့ချီကိုလည်းမိရှုပ်တက်ဖြတ်သွားတယ်။စစ်ခွေးတွေဝင်လာတဲ့အချိန်မှာနေအိမ်ထဲမှာပုန်းနေတဲ့ကိုအောင်စိုးကိုလည်းစစ်ခွေးတွေကဖမ်းဆီးပြီးတော့လယ်လီတက်ဖြတ်သွားတယ်။ဦးကောင်းလည်းပွင့်ထွက်နေတယ်။ စစ်ခွဲတွေမီးရှို့လို့ကြေးပါတဲ့ကနေအိမ်အလုံးတရာလောက်မီးလောင်ပြာကျသွားပါတယ်စစ်ခွဲတွေကပြည်သူ့ဘဝပစ္စည်းတွေကိုလည်းထော်လာကြီးနဲ့အကုန်တင်ပြီးတော့ယူဆောင်သွားတယ်လို့ဒေသခံပြည်သူတို့ကပြန်လည်ပြောပြထားပါတယ်လက်တလုံးမှာစစ်ကောင်စီတပ်ရဲ့စစ်ကြောင်းများကရွှေဘုံမြို့နယ်အပါအဝင်သခိုင်းတိုင်းအတွင်းစစ်ကြောင်းထိုးနေပြီးတော့ပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ခြင်းကြေးရွာများကိုမီးရှို့ဖျက်ဆီးခြင်းများကိုလည်းလှုပ်ဆောင်နေကြောင်းတရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ